င်္ဂလာပါခင်ဗျာ ကျွန်တော်တို့တင့်ခန့်မျိုး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဆက်လန်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးပေးဖို့လည်းတောင်းဆိုပါရစေခင်ဗျာအတစ်တစ်သောသတင်းတွေကိုသိရှိနိုင်စေရေးအတွက်ဒီနေ့မှရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ ျွန်တော်ယခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိလောင်မှုမှပျောက်ဆုံးသွားတဲ့ Sartre family ဖြစ်ရမှာဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ American ပြည်ထောင်စု West Virginia ပြည်နယ်ရှိ Fever မြို့ကတိတ်ဆိတ်တဲ့တောင်ကုန်းတစ်ခုမှာ George Sartre နဲ့ Jenny Sartre တို့မိသားစုနေထိုင်ကြပါတယ်ခင်ဗျာသူတို့မှာကလေး33ခုရှိပြီး1945ခုနှစ်ဒီဇင်ဘာလ24ရက်နေ့ညမှာတော့အဲ့ဒီ33ခုအနက်မှာ Morris 4နှစ်, Martha 12နှစ်, Louis 9နှစ်, Jenny 10နှစ် ပတ်တီ၅နှစ်ကလေး၅ဦးဟာအိမ်ပေါ်တက်ကအခန်းလေးတစ်ခန်းမှာအိတ်နေကြပါတယ်ခင်ဗျာအပြင်မှာတော့ခရစ်စမတ်နေ့မနေ့ဖြစ်လာဖို့အတွက်စိတ်လှုပ်ရှားနေတဲ့ညလေးတညပဲဖြစ်ပါတော့တယ်ခင်ဗျာမိသားစုရဲ့အခြားသားသမီးတွေကတော့အိမ်ရဲ့အပေါ်ဘက်မှာရှိနေပြီးတချို့ကတော့အစောကြီးကတည်းကအိတ်သွားပြီလည်းဖြစ်ပါတော့တယ်ခင်ဗျာမနေ့တနာရီခွဲလောက်မှာဂျန်နီစာရာကအိမ်ရဲ့အပေါ်ဘက်ကနေအတန်တစ်ခုကိုကောင်းကောင်းကြားရတယ်ယာတိကူးကြောင့်လို့ထင်တော်လဲမကြခင်မှာပဲမီးတောက်တန်တစ်ခုပါကြားလိုက်ရပါတယ်မျက်စိဖွင့်လိုက်တော့မီးကတော်တော်လေးလောင်နေပါပြီ ဂျော့စားတာလဲနိုးပြီးအင်တရှောက်သွားဖို့ကြိုးစားရမှာထူးဆန်းမှုတွေစတင်ပေါ်လာပါတယ်။တကားကိုဖွင့်လို့မရတော့ဘူး။အပြစ်ဘက်မှာရှိတဲ့ရေတိုင်ကီကိုတစုံတစ်ယောက်ကဖောက်ဖျက်ထားတာမျိုးလဲတွေ့ရပါတယ်။ရိုက်ကူးရေးတုံးတဲ့ဆက်၊နယံတက်ဖို့လှေကားအတ္တတွေကလည်းပျောက်နေပါတယ်။ဂျော့ရှာအပေါ်တက်ကိုတက်ဖို့ကြိုးစားပါတယ်။သူကလေးငါးဦးရှိတဲ့ခန်းထဲကိုတွားချင်ပေမဲ့မိကပြန့်နေပြီးမတက်နိုင်တော့ပါဘူးမိသားစုကအိမ်ပြင်ဘက်ကိုထွက်ပြီးမိသားကိုဖုန်းခေါ်တာလည်းမရပါအိမ်တအိမ်လုံးလောင်ပြီးမိငိမ့်သွားပါတယ မနေ့ဖြန်မှာတော့ဘီတက်မှုပြီးပြီးချင်းအရေးပေါ်စုံစမ်းရေးအဖွဲ့ကခလေး၅ဦးရဲ့အလောင်းကိုရှာမတွေ့နိုင်ခဲ့ပါဘူး။မီးကအလွန်ကျုံပြက်မထားပါဘူး။ထူးဆန်းမှုတွေအနေဖြင့်မီးလောင်တဲ့ညမှာဂျော့ရှာမိသားစုအပေါ်တက်ကိုတက်ဖို့ကြိုးစားတဲ့အခါအမေတန်းရှိနေတဲ့လှေကားကပျောက်နေပါတယ်။နောက်မှလှေကားကိုအိမ်နောက်ဖိတ်တင်ဖွက်ထားပြီးသားဖြစ်နေတာကိုလည်းတွေ့ရပါတယ်။မီးတက်ဖို့သုံးမဲ့ရေပုံးကိုလည်းမတွေ့ပဲရေတိုင်ကြီးဖောက်ထားသောကြောင့်ရေတစက်မြမရပါဘူး။မိသားစုရဲ့တယ်လီဖုန်းကိုလည်းတစုံတစ်ယောက်ကကြိုတင်ဖြတ်ထားပါတယ်။ မီးလောင်ချိန်မှာဖုန်းသုံးလို့မရတော့ပါဘူးမီးလောင်မှုကကြီးမားတာမဟုတ်ဘူးအိမ်ကတခန်းထဲမှာပဲမီးတောက်မှုအရှိဆုံးဖြစ်ခဲ့တာပါပုံမှန်အားဖြင့်မီးလောင်ပြီးတဲ့အခါမှာလူအလောင်းရဲ့အရိုးတွေတစုံတရာကျန်မှုရှိခဲ့ပါတယ်ဒါပေမဲ့စားတဲ့မိသားစုကခလေးငါးဦးအတွက်အရိုးတစ်ချောင်းမှပင်မတွေ့ရပါ FBI ကစုံစမ်းတဲ့အခါမှာတော့မီးကအလွန်မြန်မြန်မလောင်ခင်လူတွေနေရလွဲသွားတယ်ဆိုတဲ့တန်တရားချက်အနေနဲ့တွေ့ရှိခဲ့ရပါတယ်မီးမဖြစ်ခင်မိနစ်အနည်းငယ်တန်အောင်ဂျန်နီစားတာဟာဖုန်းလာတဲ့တန်ကြားပါတယ် အမျိုးသမီးတဦးကထူးထူးဆန်းဆန်းပြောဆိုပြီးဟာ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 နဲ့ရည်တံတွေထဲမှာအမျိုးသားတယောက်ရဲ့အတန်ပါလာတာကိုလည်းတွေ့ရပါတယ်။ဖုန်းဆုံးမှာဂျန်နီယာဖုန်းမတဲ့အထင်ကြီးချလိုက်ပါတယ်။မီးလောင်ပြီးတဲ့နောက်မှာဂျော့ချ်ကမိသားစုတွေကတချို့သားသမီးတွေနဲ့အတူမိမိရင်ထဲတက်ပြီးကလေးတွေကိုရှာဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူ့ကားနှစ်စီးလုံးတစ်စုံတစ်ယောက်ကကားထွက်လို့မရအောင်လှုပ်ထားပါတယ်။မိငိမ့်ပြီးတဲ့နေ့မှာအိမ်နားမှာအခြားသူ9ယောက်ရဲ့ခြေနင်းရာတွေလည်းတွေ့ရပါတယ်။ နောက်ဘက်ပေါက်ကနေပဲတစုံတစ်ယောက်ကကလေးတွေကိုခေါ်ထုတ်ပြီးခိုးသွားတာမျိုးဖြစ်နိုင်တဲ့ဆိုတဲ့တန်တရားတွေလည်းရှိပါတယ်။မိလောင်မီဆယ်နှစ်ကြော်ကြတဲ့အခါဂျန်နီဆာရာထံသို့မေးလက်တာတစ်စောင်ရောက်လာပါတယ်။စာထဲမှာလူဝစ်ဆာရာလို့ဖော်ပြတဲ့လူငယ်တဦးရဲ့ဓာတ်ပုံတစ်ပုံပါလာပါတယ်။မိသားစုကဓာတ်ပုံကိုကြည့်ပြီးဤလူငယ်သည်ငါတို့ကလေးလူဝစ်ဖြစ်တယ်လို့ပြောပါတယ်။ပေပို့သူနဲ့လိမ့်စာကတော့အီတလီနိုင်ငံမှဖြစ်ပါတယ်။ပြန်ဆက်သွယ်လို့လည်းမရပါဘူး။ မီးလောင်ပြီးတဲ့နောက်ပိုင်းမှာတစုံတစ်ယောက်ကအဲ့ကလေးတွေကိုငါတွေ့ဘူးတဲ့သူတို့အသက်ရှင်နေသေးတယ်လို့ပြောတဲ့သူတွေတောင်ရှိပါတယ်ထိုသင်းတွေကတကယ်လားကောလာဟာလာဆိုတာလဲသူတို့ရေးရေးချာချာတိတိချာချာမသိကြရပါဘူးဂျော့ဆော်ဒါနဲ့ဂျန်နီဆာရာတို့ကသူတို့ရဲ့ကလေးငါးဦးဟာမီးလောင်မှုမှာမသေးကြဘူးဆိုတာကိုယုံကြည်ချက်ထားခဲ့ကြပါတယ်သူတို့ဟာဘေဘုတ်တွေတိဆောက်ပြီးအမှုအတွက်ကြိုးစားခဲ့ကြပါတယ်မင်းတို့ဘယ်မှာလဲချစ်လောက်သာသောကလေးတို့ရေးဆိုတဲ့စကားကိုဘေဘုတ်မှာထားပြီးတစုံတစ်ယောက်ကတည်င်းပေးမလားဆိုပြီးစောင့်မျှော်နေခဲ့ကြပါတယ် ဆရာချီရန်ပြောက်ဆုံးမှုဟာယနေ့အထိတက်တည်မရှိသောမဖြစ်ရှင်းနိုင်တဲ့အမှုတစ်ခုဖြစ်နေပြီနမဲကြီးနေစေပြီဖြစ်ပါတော့တယ်ခင်ဗျာခလေးတွေကရောအသက်ရှင်နေကြတာလားဘသူကဖမ်းဆီးသွားတာလဲဘလို့ဖြစ်သွားကြတာလဲအဲ့ဒါတွေကတော့စဉ်းစားမိတိုင်းညနေပိုင်းမှာတော့ထိတ်လန့်စရာဖြစ်စေတတ်တဲ့မိကုနေဖြစ်ပဲကြံရှိနေပါတော့တယ်ခင်ဗျာဒီဇလန်းကိုကြည့်ရှုနေတဲ့ပြိတက်ကြီးကရောဘလို့ထင်လဲတွေးကြည့်ပါတွေးကြည့်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ